အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုံမောင်းအောင်တောင်းပေးလိုက်ပါတယ်။ အဲ့လက်ရှိမှာဒါကျွန်တော်တို့ Liverpool အကြောင်းလေးနည်းနည်းလေးဆွေးနွေးအောင် Liverpool အကြောင်းဆွေးနွေးမယ်ဆိုလက်ရှိမှာဒါကျွန်တော်တို့ Football and Business Channel ဆိုတာပေါ့အမှန်တကယ် Football and Business ကိုကျွန်တော်နှစ်နာရီခွဲလောက်မှာကျွန်တော်ထားနေကြဗီဒီယိုနှစ်နာရီလောက်မှာထားကြတယ်ဒါပေမဲ့ဒီနေ့မှာဒါနှစ်နာရီတုန်းမှာကျွန်တော်တို့ Champions League ရဲ့ပွဲချုပ်သုံးဆက်ချက်ကျွန်တော်ထားရကြဒီ7နှစ်ကိုကျွန်တော်ရွှေ့လိုက်တယ်ပေါ့နော်အဲ့တော့သတိထားမိကြမယ်ဒီမှာ Liverpool တက်တီကဒါမနေ့ကဒါကျွန်တော်တို့တို့ရဲ့ iconic ဒါတစ်ချိန်က wicked တဲ့ Adidas နဲ့အတူဒါကျွန်တော် Liverpool သင်းနေတာကျွန်တော်တရက်ဝင်ဒါကျွန်တော်စာချုပ်ပြန်ချုပ်လိုက်ဖြစ်ပြီးတော့ဒီ AG ကူတော့ဒါကျွန်တော် August လတရက်နေ့မှာစတင်ပြီးတော့ဒ ဒါဝစ်စင်သွားဖြစ်ပြီးတရားဝင်ကြီးညာသွားမှာဖြစ်တယ်လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော် Adidas နဲ့ဒါကျွန်တော်တို့ Liverpool နဲ့ပေါင်းစည်းထားဆိုတော့ကျွန်တော် Fernando Torres ရဲ့မျက်နှာကြီးကခွန်းကနေတွက်လာမယ်ဆိုတော့လုံအောင်ညင်းလို့မရဘူးလို့ကျွန်တော်မြင်မှုရတယ်ကျွန်တော်ဒါ Liverpool မှာ Cosback နဲ့ဒါပြောမယ်ဆိုတော့ဒါကျွန်တော်လက်ရှိမှာဟို Adidas မျက်တာထက်ဆိုင်လက်ရှိမှာ Cosback ကြီးကပုံမျက်သွားမလားလို့မြင်တယ်အခုချိန်ထိလည်းဒါကျွန်တော် Liverpool တင်ကို Cosback ကတောက်လျှောက်စပွန်ဆာပေးထားတဲ့အတွက်ကြောင့်မို့ဒါ Cosback အနေနဲ့အရင်တုန်းကဒါကျွန်တော် Jersey တွေပြန်ရှင်း Cosback ကြီးပဲပြန်ပြီးတော့မျက်သွားမလားတော့မြင်ပြီးရတယ်မှာပါတယ်ပေါ့အဲ့တော့ထားပါလက်ရှိမှာဒါကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးဒီဒီလေးဆွေး ွေးနွေးအောင်အဲလူတော်များဒီနေ့မှာဒါ international twitter မှာလည်းဒါဒီကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးနေတာရှိတယ်လူငယ်မှာဒီကိစ္စနဲ့ပတ်သက်ပြီးဒီဒီမဆွေးနွေးဘူးမို့နော်အဲ့ဒါကဘာကိုဆိုလိုခြင်းလဲကျွန်တော်လက်ရှိမှာဒါဒါလေးကိုနည်းနည်းလေးပြောခြင်းလဲအဲ့တော့လစ်ပူအသေးနေနဲ့ဒါကျွန်တော်တို့အခုလက်ရှိ အခြေအနေမှာဒါ Adidas ကစာအုပ်ချုပ်တဲ့အချိန်မှာတနစ်ကိုပေါင်တန်း60ပုံစံမျိုးရတယ်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့တွေ့ခဲ့ရတယ်မှာပါအဲ့တော့ပြောချင်တာကတချို့ကြတာအဓိကဒီညမှာဆွေးနွေးမှုတွေထဲမှာဘာကိုပြောလဲဆိုတော့ဟာ United တောင်ပြားတနစ်ကိုတန်း90ပုံစံမျိုး10နှစ်ကိုတန်း900နဲ့ချုပ်ခဲ့တဲ့အနေထားမှာဘာလို့ဒါကျွန်တော်တို့ဟို အာလီဗာပူးကပိုပြီးနေခဲ့တာလေပေါ့နော်ဘာလို့ဆိုယူနိုက်တက်ကဒီနေရာမှာဒါမြုပ်ကွက်တယ်အများကြီးရှိတယ်ကျွန်တော်လည်းဒါကျွန်တော်တော်တော်လေးကိုဆိုဘာလို့ဆိုကျွန်တော်ဒီနေရာမှာဘာလို့ဒါကိုစိတ်ဝင်စားလဲဆိုမမဲ့ရဲရဗျာဒါကျွန်တော်လီဗာပူးတင်က Nike နဲ့ဆောက်ချွတယ်ချင်မှာတနစ်မှာ40လား45တန်ပတ်ချလေဝင်းညင်ကြပဲလားမသိရတယ်ဒါပေမဲ့သူတို့ရဲ့အသက်ကဘာလဲဆိုလီဗာပူးအသင်းက official merchandise တွေ Nike နဲ့ပတ်သက်ပြီးရောင်းရတဲ့ပစ္စည်းတွေမှာ ပြန်ရတဲ့ percentage က20%လောက်ပြန်ရတဲ့မှာပါတယ်အဲ့ဒါကလက်ရှိအဲ့ကျွန်တော်တို့ဒါခုနပြောဆိုအဲ့တော့ကျွန်တော်ပုံစံပဲလက်ရှိမှာဒါကျွန်တော်တို့ Nike နဲ့ Liverpool ချုပ်ထားတဲ့ဈေးကတော့နည်းတယ်ဒါပေမဲ့အဲ့ percentage ကများတဲ့ကြောင့်မို့ Liverpool အသင်းဒီ merchandising နဲ့ပတ်သက် Premier League ချန်နယ်16သင်းလုံးထက်ပိုပြီးတော့ရောင်းရတဲ့ထဲမှာပါတယ်တခါတခါကျရင် Manchester United သင်းနဲ့သူနဲ့ date ဒူးနဲ့ date နဲ့သွားတဲ့ပုံစံမျိုးရှိပေမဲ့တခါကျရင် Liverpool ကကြော်သွားတဲ့ပုံစံမျိုးရှိတယ်အဲ့တော့ခုနပုံစံပဲတကယ်တမ်းမျက်စိနှာကြည့်မှာအမောက်အုံကြီးအဖြစ် 60နဲ့90ဆိုတာကွာပြီမဲ့ဒီ30တန်း gap ကို Liverpool တင်းနဲ့ဘလောက်ပါဆန့်နဲ့ချုပ်လိုက်လဲဆိုတော့တော်တော်လေးကိုစိတ်ဝင်စားဖြစ်တယ်။လက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးတရားဝင်ပုံစံမျိုးတွေ့ထားတာတော့မရှိပြီမဲ့ကောလာဟာလာတွေအရ Liverpool အသင်းက Nike ထက်ပိုများတဲ့ဈေးတစ်ခုကိုဒါကျွန်တော်ရလိုက်တယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ကြားသိရတဲ့ထဲမှာပါတယ်ဗောနော်။အဲ့တော့ဒါကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။အဲ့တော့လူတော်များအမှတ်မှားနေတဲ့ကိစ္စကိုကျွန်တော်ဒီမှာနည်းနည်းလေးဒါကျွန်တော်တို့အဲရှင်းပြခြင်းတဲ့ထဲမှာပါတယ်။အဲ့ဒါကဘာလဲဆိုတော့ အင်ကြီးရောင်းပြီဆိုရင်အသင်းကအင်ကြီးရောင်းတဲ့ပတ်စံအသင်းကရတယ်ဆိုတဲ့အမှတ်ချက်ကအင်ပရာမှာအခုလက်ရှိမှာဒါကျွန်တော်တို့ Nike ကဟိုမှာ United ကိုဒါတန်း90ပေးလိုက်တဲ့အချိန်မှာသူတို့ရဲ့အင်ကွင်းမှာရောင်းတဲ့ store ကအင်ကြီးက ဒွေးရင်ဂျန်နဲ့ဥမာလက်ရှိမှာကျွန်တော် international မှာ Adidas ဆိုဘာတို့မှာတွေ့နေရတယ်ဒါကြောင့် Manchester United အင်ဂျူခမရဝယ်လိုက်ပြီဆိုရင်အဲ့ဒါက Adidas 8ထဲရောက်သွားတာဖြစ်တယ် Manchester United 8ထဲရောက်သွားတာမဟုတ်ဘူးအဲ့ဒါက concept ပဲလက်ရှိမှာ Liverpool ကအဲ့ဒီ concept ကိုသူကတပ်လိုက်တာပြောနေတာ Nike နဲ့တုန်းကမမဲ့ရရ Liverpool အသင်းကသူချုပ်ဆိုခဲ့တာ ဘဲ Nike store ပဲတော်တော်မင်းနေတဲ့ဘဲ store မှာပဲ Liverpool အင်ဂျီ Nike တစိုက်ပါတဲ့အင်ဂျီဘောပဲ Liverpool က20ရာခိုင်နှုန်းပြန်ရတယ်။ဥပမာပြအင်ဂျီကဒေါ်လာ130ဆိုရင်ခမားကဒါကျွန်တော်တို့အနည်းဆုံးဒါကျွန်တော်တို့ပေါင်200နဲ့နှက်ဖို့ဆိုပေါ25ပေါင် Liverpool အသင်းကိုဒါကျွန်တော်ပေးပြီးသားဖြစ်တယ်။ United အင်ဂျီမှာခမား130ဝယ်လိုက်ပြီဆိုရင် Adidas က130လုံးအပြည့်ရသွားခဲ့တာဖြစ်ပြီးတော့ Liverpool က130ဝယ်လိုက်တယ်ဆိုခမား Liverpool အသင်းက25ပေါင်ပြန်ရတယ်တဲ့မှာပါတယ်။ဒါမျိုး Liverpool အသင်းကချုပ်ထားတယ်တဲ့မှာအဲ့တော့ပြောချင်တာပြဘီလီယံနဲ့ချီပြီးဆိုရင် Liverpool အသင်းကဒါကျွန်တော် ချက်ချစ်လီဗာပူးအသင်းအင်ဂျီကဘီလီယံနဲ့ချီရောင်းနေရပြီဆိုရင်ဒီနောက်ကနေပြောကြတော့ပေါက်သန်း200လောက်ဖုံးစုပြန်လိုက်လာမယ်ဒီမှာပါတယ်အဲ့တော့လီဗာပူးတဲ့ဒီနှစ်မှာလည်းဒီနိုင်အက်ဒီဒက်စ်နဲ့ဆာယောချုပ်တဲ့ဒီမှာသူများရဲ့တဲ့ဆိုင်တော့ပေါက်သန်း60ဆိုတဲ့ကနန်းကတော့နင်းတယ်ဒါပေမဲ့သူက percentage ဖြစ်တဲ့25000ခန့်လောက်စားသွားတယ်ဆိုတဲ့ပုံစံမျိုးကိုသတင်းနေရထွက်တယ်အဲ့တော့နားလည်အောင်ပြောမယ်အခုလက်ရှိမှာဒါကျွန်တော်တို့ international မှာလီဗာပူးနဲ့ပတ်သက်ပြီးပစ္စည်းတွေရောင်းနေတဲ့ဆိုင်ရှိတယ်ထိုင်းမှာဆိုပို့ပြီးတော့တည်ရတယ်မှာပါထိုင်းမှာဆိုဒါကျွန်တော်တို့သူတို့အနေနဲ့ရောင်းလို့ရတဲ့ပစ္စည်းတရားခိုင်နှုန်းကိုပတ်စံပြန်လို ကျွန်တော်တို့ကြောင့်ထိုင်းရဲ့ shopping mall တွေမှာဒါ Liverpool ဆိုတဲ့ဒါကျွန်တော်တို့ Liverpool merchandise တွေကြီးပဲတီးတက်ရောင်းတဲ့ဆိုင်တွေရှိရဆိုအကုန်လုံးတွေ့ကြလိမ့်မယ်ဒါကျွန်တော်တို့ကျွန်တော် video တွေမှာထိုင်းအဲ့တော့ဘာကြောင့် Liverpool က လီဗာပူးဆိုင်တွေကိုထိုင်းမှာအကြီးအကျယ်ဖွင့်ထားရတယ်။အဖေကရှင်းပါတယ်သူတို့ရောင်းလို့ရတဲ့ပစ္စည်းရဲ့တရားခံတို့သူတို့လူချင်းလို့သူတို့ကိုသူတို့လာပြီးတော့ထိုင်းမှာဖွင့်ထားတာဖြစ်တယ်။ထိုင်းကလီဗာပူးပရိသတ်အများဆုံးဒါဖန်ဘေးစီတဲကတကူဆိုတာကတော့လုံးဝညင်းစရာမလိုတဲ့ဒါကျွန်တော်တို့အုပ်စုလို့ကျွန်တော်ပြောလို့ရတယ်ဒီမှာပါ။အဲ့တော့ပြောချင်တာအခုလက်ရှိမှာဗျာကျွန်တော်တို့ဒါဥမာ မန်ချက်စတာယူနိုက်တက်ပိုင်းနေနဲ့စူပါစပော့မှာလစ်ဗာပူးအင်ဂျီဝယ်တာနဲ့အခုဆိုလစ်ဗာပူးပစ္စည်းဝယ်တာနဲ့ကျွန်တော်တို့ကလစ်ဗာပူးရဲ့ official store မှာလစ်ဗာပူးပစ္စည်းဝယ်တာလစ်ဗာပူးအသင်းကလစ်ဗာပူး official store မှာပစ္စည်းဝယ်တာကတရားရဂိုင်းတို့ပူရတာဖြစ်တယ်အဲ့ဒါကိုနားလဲဝယ်အဲ့တော့ဒီနေရာမှာတော့ကျွန်တော်ဒီလိုမျိုးချုပ်တာကတော်တော်လေးကိုသဘောကျောက်ဖို့ကောင်းတယ်လို့ကျွန်တော်နည်းမြင်တယ်လူတော်များတော့ဒါကတော့ဘာလို့ပဲဒီ day ကမသိလို့ဟာဒီဘဲတွေကလုတ်ကြိုက်ပြန်ပြီဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ feeling နေနဲ့အတူတာသွားမယ်တဲ့မှာပါကျွန်တော်တော့မနေ့ကသဘောကျတယ် percentage ဆိုတော့တကယ်တမ်းပြည့်စုံတာကြည့်မယ်ဆိုရောင်းနေရောင်းနေပုံမြက်လေးပဲဥမာပြတာ ကျန်တာမသိတော့မိုဟာမက်ဆာလာလူတော်မြတ်မှာဘောဓသမားတစ်ယောက်ကိုဝယ်လိုက်ပြီးဘောဓသမားတစ်ယောက်ကဒါချက်ဆေးကနေပြီးတော့ကစားသမားတစ်ယောက်ဈေးတစ်ခုပြန်ရှာပေးတယ်ဆိုတာလစ်ဗာပူးအသင်းမှာပဲလက်ရှိပါစန်တီးအရာတွားရတယ်မှာပါဥပမာလက်ရှိမှာလစ်ဗာပူးအသင်းကမိုဆာလာကိုစာရုပ်သွင်းချုပ်လိုက်ပြီးအီဂျစ်ကကောင်တွေကလစ်ဗာပူးအသင်းရဲ့ဒါကျွန်တော်မိုဆာလာရဲ့အင်ဂျီကိုဝုန်းတိုင်းဝယ်ကြမယ်လစ်ဗာပူးအသင်းကခုနကပြောဆိုမိုဆာလာအင်ဂျီတစ်ထည်ဝယ်တိုင်းမှာ25ရာခိုင်နှုန်းပြန်ရမယ်တို့ကြောင့်မိုဆာလာကိုစာချုပ်ချုပ်တဲ့အတွက်ကြောင့်သူတို့ကမျက်သွားရတယ်မှာပါတယ်အခုလက်ရှိမှာအသင်းတိုင်းကဒီလိုမျိုး facility မှာမရှိကျွန်တော်ပြောရအောင်ဥပမာလက်ရှိကျွန်တော် spa ဘာ Nike နဲ့ချုပ်တယ်တစ်နှစ်ကိုမက်မက်ရ55လား50လားမသိကျွန်တော်သိနေအဲ့လောက်ပဲရဒါပေမဲ့ကျွန်တော်က percentage မရှိဘူးကျွန်တော်က percentage မရှိဘူး percentage မရှိတဲ့ကြောင့်ကျွန်တော်နေ55 50ဒါတိုက်ခံမရတာ Liverpool သင်ကအဲ့လိုမဟုတ်ဘူးဒါတစ်နှစ်မှာစရင်ချုပ်လိုက်ပြီဆိုရင်တန်း60ပြင်ကို25ရာခိုင်နှုန်းကတ်ပါတယ်ဥပမာလက်ရှိမှာတစ်နှစ်ကိုဒါ Liverpool အသင်းကနေပြီးတော့ဒါကျွန်တော်အင်ဂျီဘောင်းဒါကျွန်တော်တို့အင်ဂျီဘောင်းအေး merchandise Nike merchandise ကြီးပဲဒါပေါင်တန်း200နဲ့ပေါင်တန်း300ဘူးရောင်းထားခဲ့ရပြီဆိုရင်အဲ့ဒီကနေပြီးတော့ Liverpool အသင်းကပြန်တွက်ကြည့်လိုက်ဒါကျွန်တော်20ရာခိုင်နှုန်း10ရာခိုင်နှုန်း200ဆို10ရာခိုင်နှုန်း20 ်20က40ပေါင်တန်းအဲ့ကနေပေါင်တန်း40ရခုနက60နဲ့40နဲ့ကတ်လိုက်ပေါင်တန်း100ဖြစ်သွားမယ်အဲ့လိုပုံစံမျိုးသွားတာဗျာတိလားအဲ့တော့သူတနစ်တစ်ခါတော့ကျွန်တော်စာရုပ်ကျွာကျွန်တော်တက်တန်းချုပ်တယ်လို့ကြားသိရတယ်မှာပါတယ်ဒါကြောင့်မို့လို့တော့ လေဘဘူပြိတ်သက်တဲ့နေနဲ့အခုလက်ရှိမှာဒီဈေးကမနှဲဘူးလို့ကျွန်တော်နေနဲ့မြင်တယ်ဘာလို့နောက်ကဒါ percentage ကိုကြည့်ရမယ်တဲ့မှာဗါတယ် percentage ကအများကြီးစကားပြောတဲ့အရာတစ်ခုလို့ကျွန်တော်အနေနဲ့မြင်မိတယ်မှာဗါအဲ့တော့လေဘဘူတင်းနဲ့ဒါတစ်နှစ်တစ်နှစ်ကိုဒါကျွန်တော်ပေါင်တန်း60 plus 25ရာခိုင်နှုန်းတက်မယ်ဆိုတော့ပေါင်တန်း100လောက်နီးနီးကိုဒီ shed ဒီရက်ကရမှာဖြစ်ပြီးတော့ Premier League မှာတကယ်တမ်းနင်းလားငါလားဟိဆိုရင်ပြန်တွက်မယ်ဆိုရင်တော့ United ထထောင်များသွားနိုင်တဲ့အခွင့်အရေးကိုတော့လေဘဘူတင်းပိုင်ဆိုင်သွားနိုင်မယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်အဲ့တော့ဒါကျွန်တော်ဒါရင်ဘက်က sponsor တွေဒီဟိုကျွန်တော်ပေါင်လက်မောင်းက sponsor တွေဘာမှမပါသေးဘူး ူးဒီတိုင်းပဲဒါကျွန်တော်တို့ Adidas ကပေးတဲ့ sponsor ကြီးကြီးပဲရှိတယ်အတွက်ကြောင့်မလို့ဒါမစိုးဘူးလို့ပြောလိုက်ရတယ်မှာပါအဲ့တော့ Liverpool တင်းကတော့ထောပြီးရောဗျာနော် Liverpool တင်းကတော့မိုက်တယ်ဒါပေမဲ့ခုနကတစ်ခါကျရင်ဗျာကျွန်တော်ဒီ FFG ကိုလေဟိုဘောလုံးအသင်းအနေနဲ့စီးပွားရေးလို့ဒါတအားမဟုတ်ပဲတကယ်တော့ဒီလိုမျိုး DA ဒီမှာဆိုအင်မတန်မှတော်တဲ့ဘေးကြီးလားဒီဘေးကြီးစီးပွားရေး class ဖွင့်စားရင်ကျွန်တော်တတ်အောင်ပဲ ်ဒါပါအဲ့ဒါဒီခင်ဗျားတို့ကိုရှင်းပြကြင်တာပါဒီလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုကြနေဆိုရင်တော့ youth sport media 3.0ဆိုတဲ့ db4e တို့မှာကြည့်လို့ဆိုတော့ပအောင်ကုညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း youth sport media 3.0ဆိုတဲ့ db4e တွေ link လေးတွေကိုထည့်ပေးထားကြပြကျွန်တော်တို့ဆက်ကုညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါဗျမြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မြန်နိုင်အောင်ဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်သောနေ့တွေဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ညောင်မှာ AACC တွေ့ကြတာပေါ့အားလုံးမကြွ 就是嘛，就是那么追究我，第一方面。